ရန်ကုန်မှာအသစ်ဖွင့်ထားတဲ့ gallery အုံမကိုရောက်ပူးကြပြီလား။ရောက်ပူးသိရင်ဒီနေ့ပူတင်ကခေါ်တော့မှာမို့လို့အားလုံးပဲလိုက်ခဲ့ကြအောင်နော်။ Hello ပူတင် vlog ကနေပြန်လဲကြိုဆိုလိုက်ပါရရှင်။ gallery အုံမလေးရဲ့လိပ်စာကတော့အမှတ်20ဓမ္မယုံနဲ့ဒုက္ခမှတ်တိုင်နဲ့လှိုင်မြုပ်နဲ့ရန်ကုန်မြို့မှာဖြစ်ပါတယ်။ပြာကန်လေးပွင့်ငယ်ကတော့မနက်7:00နာရီကနေညနေ9:00နာရီအထိဖြစ်ပြီးပတ်စဉ်တနင်္လာအင်္ဂါနေ့ကတော့ပိတ်ပါတယ်။ပြာကန်လေးရလေး parking space နဲ့တော်တော်ကြဲကြဲဝုန်းရှိပြီးကားနဲ့သွားမယ်လို့ဆိုလို့ရှိရင်လည်းတော်တော်လေးအဆင်ပြေပါတယ်။ဒါကတော့ပူတင်အထက်မှဝင်တဲ့ပဲပြီးပြီးတော့ဓာတ်ပုံရိုက်နေတာဖြစ်ပါတယ်။ဒါလေး ေးကတော့ပြာကန်နဲ့မဝင်ခင်အရှိရရှောက်လာလေးပေါ့နော်ညနေခင်းနေဆောင်နေချင်းဆိုလို့ရှင်ဓပုံရိုက်လို့တော်တော်လေးလာတယ်ပြာကန်ဆက်ဆက်ဖွင့်ရင်တော့ free ဆိုတော့လေလူတွေလာကြတာအများကြီးပဲအခုတော့ဝင်ကြီး9000ရင်းနဲ့တက်မှတ်လိုက်ပါပြီဝင်ချင်းမှာတော့ပူတင်တို့ကိုပြာကန်ရဲ့အစည်းအဝေးစီကံလေးကိုရှင်းပြပါတယ်မြင်တဲ့အတိုင်းပဲပေါ့နော်ဝင်ကြီးတက်မှတ်လိုက်ပြီမဲ့လည်းအထဲမှာလူကတော့များတော့မှာပဲဘာလို့လဲဆိုပူတင်တို့သွားတာစနေတနေ့မှလည်းမလို့ပါအဲ့ဒါကြောင့်တကယ်လို့သွားမယ်ဆိုလို့ရှိရင်တော့ဂျာရက်ကိုသွားဖို့ပူတင်ကအကြံပေးချင်ပါတယ်အထင်းမှာတော့အထက်3တန်းရှိပြီးရေသေးစီ စီ Acrylic Modern Art UR စသဖြင့်မကြီးမားစဆဆုံလေးမျိုးကိုတနေရာထဲမှာပဲတွေ့နိုင်ပါတယ်။အထဲမှာလေ decoration ကအရန်လာပြီးဓာတ်ပုံရိုက်လို့လည်းအရန်လာပါတယ်။အဲဒါကြောင့်မလို့တနေရာတနေရာမှာဆိုရင်ဓာတ်ပုံရိုက်ကိုလူကတအားများတဲ့အတွက်ကြောင့်စိတ်ရှည်လက်ရှိအကြာကြီးဆောင်ရပါတယ်။ကိုကလည်းဒီနေရာကတစ်တော့မှအရန် trend နေတဲ့အတွက်ကြောင့်မလို့လူငယ်တတုံတွေကလာကြတာပကြီးကြီးဖို့မဟုတ်ဘဲနဲ့သူတို့ကဓာတ်ပုံရိုက်ဖို့တတ်တတ်လာကြတဲ့လူတွေတော်တော်လေးများတာကိုတွေ့ရပါတယ်။ကြံကန်းကိုတော့မယ်ဆိုလို့ရှိရင်တော့တိတိတိကျတဲ့စီးမစီးကြလေးတွေကိုတွေ့မှတ်မိတဲ့လောက်ပြန်ပြီး share င်းလေးလုပ်ပေးချင်ပါတယ်။အထဲမှာကအစားတောက်မစားရပါဘူး။ဆေးလေးအရင်လည်းယူတော့လို့မရပါဘူး။တောက်လို့လည်းမရပါဘူး။သူတို့သတ်မှတ်ထားတဲ့စီးပီးရရှိရပေါ့နော်။အဲ့ဒီစီးကိုကြော်ပြီးတော့ကြည့်လို့မရပါဘူး။ပကြီးကားတွေကိုထိလို့မရပါဘူး။ဓာတ်ပုံရိုက်တဲ့ချိန်မှာ flash light ကိုပိတ်ထားပေးရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ flash light ကဒီပကြီးကားတွေကိုပျက်စီးစေနိုင်တဲ့အတွက်ကြောင့်မလို့ပါ။ကထိုင် information လေးတွေတည်ရအောင်လို့ဒီ gallery ရဲ့ TikTok အကောင့်ကိုလည်းခြာပေးထားပါတယ်။ဒီတင်းတို့အခုဆိုရင်ဒုတိယတက်ကိုသွားပါမယ်။ဒုတိယတက်ရဲ့အခန်းလေးထဲမှာတော့ဒီတင်းတို့ဒီငမင်းနှုတ်တုံးကဖြစ်သွားတယ်၊ပျက်စီးသွားတဲ့နေရာတွေကို ုရိုက်ထားတဲ့ဓာတ်ပုံလေးတွေပြထားတဲ့အခန်းလေးရှိတယ်ပေါ့နော်အဲ့ဒီဓာတ်ပုံလေးတွေကိုလည်းသူတို့ရောင်းနေပေါ့နော်တသိန်းတသိန်းခွဲချက်ကနေစပြီးတော့ရှိပါတယ်ဒီရောင်းလို့ရတဲ့ပတ်စံတွေကိုသူတို့ဒီငနေဘေးသိမ့်တဲ့နေရာတွေကိုတိုက်ရိုက်သွားပြီးတော့လှူဒန်းသွားဖို့ရှိတယ်လို့လည်းသူတို့တို့သိရပါတယ်ဒီမှာဆိုလို့ရှိရင်သူတို့ရိုက်ထားတဲ့ဓာတ်ပုံလေးတွေပေါ့နော်ခုသိမ့်မိနေပြောရမယ်ဆိုလို့ရှိရင်ဒီဓာတ်ပုံတစ်ပုံကိုတသိန်းတသိန်းခွဲချက်ဆိုတာဒါတော်တော်လေးကိုတန်တယ်လို့ပြောရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုပူတင်းငယ်တော့ကပူတင်းရဲ့ပကြီးစရာပူတင်းကိုစုံမှောက်ဘူးဒီဓာတ်ပုံလေးပကြီးစရာပူတင်းတို့ရဲ့အချိန် မီကိုရင်းနှီးမြုပ်နှံထားရတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီချိန်လေးကဘယ်တော့မှဘဝမှာပြန်မရနိုင်တဲ့အခိုက်အတန့်တစ်ခုပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒါကပကြီးဓာတ်ပုံလေးတသက်မဟုတ်ဘဲနဲ့ပူတင်းတို့ဘဝရဲ့အမှတ်တရတွေအခိုက်အတန့်တွေအချိန်လေးကိုပေါ်ပြနေတဲ့ပြန်ရုပ်တစ်ခုလည်းဖြစ်တယ်လို့ပူတင်းတို့ယူဆလို့ရပါတယ်အဲ့ဒါကြောင့်မို့လို့ပကြီးဓာတ်ပုံလေးကစေးကြည့်ရပါတော့ဒါကတော့ရှင်တို့တိတ်ကျတဲ့ new app ပေါ့နော်ဟိုဘက်ကတော့ပူတင်းတို့တွားတဲ့ချိန်မှာမီတင်လေးရှိနေတဲ့အတွက်ကြောင့်မို့လို့ဟိုဘက်ကိုတွားလို့မရဘူးပိတ်ထားတယ်ပေါ့နော်ပူတင်းတို့အပေါ်အားရပါးရတက်သွားတဲ့ချိန်တော့ပုံစုံတက်မှရှိတာ ာကတော့အင်ဒါပါဒါပေမဲ့ပူတင်ရှင်တို့အရင်ချစ်စရာကောင်းတဲ့နေရာတစ်ခုလေးလိုက်ပြအောင်ဒါကတော့အပေါ်ဆုံးတက်မှာရှိတဲ့ Ranger လို့ပုံစံဖော်တော့ကောင်းမှုပြပြကြီးရဲ့တစ်ပင်စိမ့်စိမ့်မှုတွေရဲ့ပေါင်းဆက်ထားတဲ့အလှအရန်ကိုလာတယ်အရန်ကနေမပူခဲ့ရင်ပေါ့ကောင်းကင်ပြမပြတော့မသိကျွန်တော်တို့မျက်စိတွေပါပြအောင်ဒီနေ့တော့ပူတင်ရဲ့ vlog လေးကတလောက်ပါပဲအားလုံးတို့အကျိုးရှိရဆိုရင် like share subscribe follow လုပ်တော့ပို့လည်းမေးချနိုင်အောင်နော်ပူတင်ရဲ့ YouTube channel လေးမှာလည်းစောင့်ကြည့်လို့ရတယ်နော်အားလုံးပဲနောက်ပြန်ကြည့်ကြပါမယ်ဟွန်း